ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားမြေကဘရိုမန်ဆွေနွေးပွဲရလဒ်တွေဆိုတဲ့သတင်းနဲ့အတူဗီဇာလဲစတေဘယ်ကွန်ဘက်ကိုအာယုံဆိုင်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားမျိုးက Bromance ဆွေးနွေးပွဲရလဒ်တွေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ Baby Z မဝဲလို့ရယ်ပုဂုံနေတင်ကျက်လိုက်လို့ရယ်စိတ်ကောက်ပြီးစီချက်ခွန်နေကောက်ပြမာတော့လို့ချင်းချောက်ပြီးနောက်မှာ Donald Trump တရားမတဲ့အတူမနေချီနဲ့ပြန်ခေါ်သွားပြန်ပါပြီ။တောင်ကိုရီးယားနိုင်ငံရဲ့ APEC ဆမစ်မှာနှစ်ယောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီးဆွေးနွေးပွဲရလဒ်တွေအင်မတန်မှကိုကောင်းမွန်ကြောင်း Trump ကဆိုထားပါဗျ။ဒီလိုဆိုရပါရှင်းဝသတင်းဌာနအဆိုအရတော့ အမေရိကန်အနေနဲ့တရုတ်အပေါ်တင်းကျပ်ထားတဲ့စီချက်ခေါ်နေကိုဖြေလျှော့ပေးဖို့သဘောတူညီခဲ့ကြောင်းနဲ့တရုတ်ဘက်ကလည်းအလိုက်တင်းဖြေလျှော့မှုတွေလုပ်ပေးသွားမှာဖြစ်ကြောင်းတရုတ်စီးပွားရေးဝန်ကြီးဌာနဘက်ကဆိုထားပါဗျ။ဒါအပြင်အမေရိကန်စီမြေရှားတပ်ထုတွေတရုတ်ဘက်ကတင်ပို့မှုတင်းကျပ်ထားတာတွေကိုလည်းဒီနေ့ကျဖြေလျှော့ပေးသွားမှာဖြစ်တယ်လို့အပြန်အလှန်အနေနဲ့အမေရိကန်ဘက်ကလည်းတရုတ်ဒီမော်တွေအပေါ်တင်းကျပ်ထားတဲ့အထူးစိတ်ကမ်းခွန်တွေကိုဖြေလျှော့ပေးသွားမှာပါ။ TikTok နဲ့ပတ်သက်ပြီးတော့လည်းတရုတ်စီးပွားရေးဝန်ကြီးဌာနအနေနဲ့အမေရိကန်အစိုးရနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အနာဂတ်မှာလည်းတရုတ်နဲ့အမေရိကန်တို့အပြန်အလှန်အလဲပတ်ခီးတွေတောကြဖို့သဘောတူခဲ့ကြပါသေးတယ်အခုသဘောတူညီချက်တွေဟာနှုတ်နှစ်ဖက်အတွက်အပေါ်ယံအမြင်အရာအကျိုးမယုံနေသလိုနှုတ်ကလေးတွေသာဖြစ်တာကြောင့်ရေရှည်မှာအကျိုးရှိမရှိဆိုတာကိုတော့ဆက်ပြီးစောင့်ကြည့်ကြရအောင်ပါပါဒီဇင်းနိုဝဲလုံးနေချင်းတောက်ချောင်းပါလေခရီတိုဈေးကွက်ကြီးဟာအတဲအကြအလုပ်ခက်တွေကြံနေခဲ့ပါတယ် ဘီကွိုင်းရဲ့ဈေးဟာဒေါ်လာ3,900ကျော်အထိထိုးဆင်းသွားခဲ့တယ်လို့ဒေါ်လာ3,100လောက်အထိကိုပြန်တက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မနေ့က FOMC conference မတိုင်ခင်ကဈေးကိုတော့ပြန်မတက်နိုင်သေးပဲဒေါ်လာ3,100ဝန်းကျင်မှာအတက်အကျဖြစ်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Visa နဲ့ Stable Coin ဘက်ကိုအာရုံစိုက်လာနေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ စတေဘကိုင်းကိုအပြိုင်ဆိုင်ဝင်ဆောင်မှုပေးနေကြတဲ့2025ခုနှစ်မှာနေတိုင်းစတေဘကိုင်းနဲ့ပတ်သက်တဲ့သတင်းတွေပဲတွေ့နေရပါတယ်။မနေ့ကပဲ Western Union ကဆိုလာနာပေါ်မှာစတေဘကိုင်းထုတ်ဖို့ကြေညာလိုက်ပြီးနောက်ပိုင်းမှာအခု Visa ကလည်းစတေဘကိုင်းလေးမျိုးကို Blockchain လေးမျိုးပေါ်မှာထပ်ပြီးတိုးချဲ့လိုက်ပါတယ်။ USD ကွန်း USDC Euro ကွန်း EURC, PayPal USD, PYUSD နဲ့ Global Dollar USDG တို့ကို ီဒရီယန်ဆိုလနာစတေလာနဲ့အဗလန်ဂျီရိုပေါ်မှာဆက်ပိုးပေးလာတာပါ။ဝေလွယ်ရမှာဒီစတေဘယ်ကွိုင်းတွေကိုဒီဘလော့ချိန်တွေပေါ်ကနေတဆင်လွှဲလို့ရနိုင်မှာဖြစ်ပြီးပြင်ပငွေကြေးပေါင်း25မျိုးစီကိုပြောင်းလဲလို့ရနိုင်မှာဖြစ်ပါတယ်။ဗီဇာအနေနဲ့ကိုဘိုင်းစတေဘယ်ကွိုင်းထုတ်ဖို့လမ်းစဉ်ထက်ရှိနေပြီးသားစတေဘယ်ကွိုင်းတွေကလူသုံးများတဲ့စတေဘယ်ကွိုင်းတွေကိုပဲတေချာဆက်ပိုးပေးတဲ့လမ်းစဉ်ကိုလိုင်းနေတာကိုလည်းတွေ့ရပါတယ်။ Visa CEO Ryan McConnelly အဆိုအရတော့ Visa ဟာ2020ခုနှစ်ကတည်းကခရစ်တိုနဲ့ stable coin transaction ပေါင်းဒေါ်လာ140ဘီလီယံကျော်ကို process လုပ်ခဲ့ပြီးဖြစ်တယ်လို့ဒီပမာဏထဲမှာ user တွေဘက်ကနေခရစ်တိုနဲ့ stable coin asset တွေကိုဒေါ်လာ100ဘီလီယံကျော်ဝယ်ယူခဲ့တာတွေလည်းပါဝင်ကြောင်းသိရပါဗျာ။ ဒါပြင်နိုင်ငံပေါင်း40ကျော်မှာလည်းစတေဘကန်ထုတ်ပေးတဲ့ program တွေရှိနေပြီးစီးပွားရေးလုပ်ငန်းစုကြီးတွေအနေနဲ့သူတို့ရဲ့ကိုပိုင်စတေဘကန်နဲ့မင်းဖို့ဘန်းဖို့တွေအတွက်ပါဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်းကြေညာသွားပါသေးတယ်။ဒါကြောင့်2026ခုနှစ်မှာအပြိုင်ဆိုင်ဖြစ်လာတော့မယ်ငွေလဲလုပ်ငန်းတွေထဲမှာ visa နဲ့နေရာတနေရာယူလာနေတာကိုတွေ့ရပြီးနောက်ထပ်ဘယ်လုပ်ငန်းစုကြီးတွေပါလာအောင်မလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။